ဒေါက်တာရေးတဲ့အိမ်မှာပဲကိုဘသာလေးစာဆက်ဝယ်ပြီးဂျိုင်းလေးစာဖြစ်တာကြာရင်ကန်ဆာဖြစ်နိုင်လားလေစာဆိုင်ဘက်ကနေဖြစ်များဖြစ်နိုင်လားမလားဆိုပြီးတွေးမိလို့ပါဗောနော်ဆိုတော့ဒီလိုလေစာမှမဟုတ်ဘူးမတို့ဆေးထိုးတာတွေရာစာမေးကြရပေါ့နော်ဒီလိုဆေးထိုးတာကြာရင်အရေပြားကန်ဆာဖြစ်မှာလားဘာလားမေးကြရပေါ့ဆိုတော့ဒီနေ့ကအရေပြားကန်ဆာနဲ့ပတ်သက်ပြီးလည်းလာပြပြပေးခြင်းပါတယ်အရေပြားကန်ဆာကိုဖြစ်စေတဲ့အဓိကအကြောင်းရင်းဒီနေရောင်ခြည်ကြောင်းဖြစ်ပါတယ် အာဒီနေရောင်ခြည်ထွတ်မှုများရင်ဒီနေရောင်ခြည်မှာပါတဲ့ UV radiation ပေါ့နော်ဒီဓာတ်ရောင်ခြည်ပေါ့ဒီဓာတ်ရောင်ခြည်ကမတို့ဒီအရေပြားတဲ့က DNA cells လေးတွေကိုပျက်စီးတယ် DNA လေးတွေပြောင်းလဲသွားတဲ့အခါမှာသူဒီကင်ဆာပြောင်းသွားတဲ့ပုံစံမျိုးပေါ့နော်ဆိုတော့အရေပြားကင်ဆာဒီအဲ့လိုမျိုးဖြစ်တာပါအာဆိုတော့အဓိကဖြစ်စေတဲ့အကြောင်းရင်းဒီနေရောင်ကြောင့်ဖြစ်တယ်နေရောင်ခြည်ကြာကြာထိတွေ့နေရတဲ့သူတွေဆိုရင်အဲကင်ဆာဖြစ်ဖို့ chance များတယ်လို့ပြောတာ။နေရောင်ခြည်ရဲ့အတွက်ထွက်နေရတိုင်းကင်ဆာဖြစ်မယ်လို့ပြောတာမဟုတ်ဘူးเนาะ။ဒီ UV radiation ဒီ DNA cells တွေကိုဖျက်ဆီးစေတယ်၊ changes ဖြစ်နိုင်တယ်ဆိုပြီးတော့ပြောပြတာ။ဆိုတော့အဓိကဖြစ်စေတဲ့အကြောင်းရင်းဒီနေရောင်ခြည်ပါ

အာနောက်ထပ်ဒီအရေးပြကန်ဆာကိုဖြစ်စေတဲ့အကြောင်းတွေမှာဘာတွေပါလဲဆိုတော့ morogenetic ပေါ့နော်ကိုယ့်ရဲ့မျိုးရိုးဗီဇတွေကိုယ့်ရဲ့ family history ပေါ့အဲကိုယ့်အဖေမိအဖိုးဘွားစသဖြင့်ကိုယ့်ရဲ့ဒီမိသားစု history မှာအရေးပြကန်ဆာဖြစ်မှုတယ်ဆိုရင်ကိုယ်မှာလည်းဒီအရေးပြကန်ဆာဖြစ်ဖို့ chance များတယ်ဒီမျိုးဗီဇနဲ့တော့အဓိကဆိုင်တယ်ဒါကဖြစ်စေတဲ့အကြောင်းတွေနောက်တစ်ခုပေါ့နော်ဒါဘလို့ဟာမျိုးရည်ရည်ပြားကန်ဆာပြောင်းနိုင်လဲဆိုတော့မတို့ဒီအသားပေါ်မှာဖြစ်တဲ့ဒီအဖုတွေပေါ့နော်အသက်ပိုးဥမာမှဲ့လိုမျိုးလေးတွေပြီးတခြားမတို့တခါလေအသက်ကြီးလာရင်နေရောင်ခြည်ချောင်းဖြစ်တဲ့လေအဲ့လိုအာဆိုလာခရက်တိုဆစ်လို့ခေါ်တာပေါ့နော်နေရောင်ခြည်ချောင်းဖြစ်တဲ့ဒီလိုအဖုလေးတွေဆိုရ င်ကန်ဆာဆဲလ်ကိုပြောင်းသွားနိုင်တယ်ဆိုတော့အဲ့လိုမျိုးအဖုလေးရာနေတဲ့ဆင်းနဲ့ကန်ဆာဖြစ်နိုင်တယ်ဆိုတော့ကိုမကမှဲ့တွေရှိတဲ့အဖုအကျိတ်တွေဖြစ်တဲ့အယောင်တွေပြောင်းလာတယ်ပေါ့နော်ကိုမျက်နှာမှာရှိတဲ့ဒီမှဲ့တွေအလုံးအကျိတ်တွေဒီအသက်ကြီးမှပေါ်လာတာမျိုးတွေပြီးရင်ကိုမရှိတဲ့မှဲ့လေးတွေအလုံးလေးတွေဒီအယောင်တွေပြောင်းလာတာ size တွေအရန်ကြီးလာတာအာဒီဟို shape လေးတွေကမညီမညာဖြစ်လာတာအဲ့ဒါမျိုးဆိုရင်တော့ကိုဒီ cancer ဖြစ်ဖို့ chance များတယ်အဲ့ခါမှဒီဆရာဝန်နဲ့ပြပြီးတော့ဗောနော်ဟို biopsy ပေါ့အသားစားယူလိုက်တာမျိုးကပို့ပြီးတော့ safe ဖြစ်ပါတယ်ဆိုတော့ ဒါကကင်ဆာဖြစ်စေတဲ့အကြောင်းရင်းပေါ့နော်နောက်ထပ်ဖြစ်စေတဲ့အကြောင်းရင်းတွေမှာတော့မောက်ဒီကမီကယ်နဲ့ထိတွေ့ရပါတချို့အာကင်ဆာဖြစ်စေနိုင်တဲ့ဥမာအာဆင်နစ်လိုဟာမျိုးလေးထိတွေ့ရများရဲဆိုလဲကင်ဆာဖြစ်တယ်ဒါလေကိုယ့်ရဲ့ immune system ပေါ့နော်ကိုယ့်ရဲ့ခုခံအားကလည်း weaken ဖြစ်နေတာမျိုးဆိုရင်အာကိုယ်ခုခံအားကျနေတာမျိုးဆိုရင်လည်းတခါလေးအဲဒီအရေပြားကင်ဆာဖြစ်ဖို့ chance များတယ်ပေါ့ဆိုတော့ဟိုဒါကတော့ကင်ဆာဒီအရေပြားကင်ဆာဖြစ်စေတဲ့အကြောင်းရင်းလေးပေါ့နော်ဆိုတော့ပြောချင်တာကဒီအရေပြားကင်ဆာတွေမှာလေဆာမပါဘူးလေဆာကဘယ်လိုသွားရလဲဆိုရင်မတို့ဒီအသားရေထွက်ထုတ်တာလေဆာတွေဒီ အဲတခုနဲ့တခုမတူလေစာရလည်းအများကြီးရှိတယ်ဥမာ तू ကဂျိုင်းလေစာပစ်တာဆိုရင်အဓိကဟဲလားမသိဘူးအမွှေးမြင့်ဖြစ်မှာပေါ့နော်ဆိုတော့မူဗယ်လေစာဒီဘာကိုတာဂက်ထားရလဲဆိုတော့အဓိကဒီအမွှေးအမြင့်ကိုပေါ့နော်တာဂက်ထားပြီးတော့ပစ်တယ်အဲ့နေရာကိုပဲထိတယ်အဥမာမတို့တခြား high flow တို့ဘာလို့ဆိုရင်လည်းအရေပြားရဲ့ဘယ်အလွာကိုသွားမယ်ဆိုတော့သူ့ရဲ့ဒီ focus ထားတဲ့ဟာလေးရှိတယ်တာဂက်မဟုတ်ရင် तू ဒီလေစာဒီ effect မရှိဘူးဒါ side effect ကဘာရှိလဲဆိုလေစာလုတ်ပြီး ban ရတာပေါ့နော်လေစာလုတ်ပြီးလောင်သွားတာတွေတို့လေစာလုတ်ပြီးနီတာတို့ အာဒီအသားရည် sensitive ဖြစ်တာစသဖြင့်အလောက်ပဲသူကဖြစ်နိုင်တယ်ဆိုတော့ဒီ cancer ဖြစ်ဖို့ chance ကတော့နည်းပါတယ်ဒါပေမဲ့ဒီမှာတခါကြီးပြောရင်းနဲ့ပေါ့နော်ကိုယ်ပြား cancer risk လေးတွေကခုနပြောခဲ့တဲ့အချက်လေးရှိရဲဆိုတော့ကိုကဥမာအဲကိုရဲ့မှဲ့လေးတွေကအယောင်ပြောင်းလာတာကြီးလာတာစသဖြင့်အဲ့လိုမျိုးမညီမညာဖြစ်လာတာမျိုးဆိုရင်အဲ့လိုမျိုးတွေရှိတယ်နောက်တစ်ခုကိုမှအလုံးကျိတ်တွေပေါ့နော်အဲ့လိုမျိုးဟိုအခုမှအသက်ကြီးမှရုပ်တရက်ပေါ်လာတာမျိုးရှိရဲဆိုရင်စိတ်ချရအောင်အရေးပြားဆရာဝန်နဲ့ပြပါလိုအပ်ရင်အသားစာ biopsy ယူပြီးဆက်လိုက်ပါအဲအဲ့ခါမှလည်းသူဒီအာ ဟိုစောစောတွေ့ရတာပေါ့နော်မဟုတ်ဘူးဆိုလဲကိုစိတ်ရှင်တာပေါ့တခုခုဖြစ်ခဲ့ရင်လဲကိုစောစောတွေ့တော့ပို့ပြီးတော့ treatment စောစောယူလို့ရတဲ့ဟာမျိုးပေါ့ဆိုတော့အဲဒီနေ့ကလေဆာနဲ့အရေပြားရဲ့အာဆက်ဆက်မှုကိုပြောရင်းနေပေါ့နော်အရေပြားကင်ဆာအကြောင်းလေးကိုနည်းနည်းလောက်နောက်လေး share လုပ်ပေးလိုက်တာပါ